ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။အောက်ကရေးရတယ်။ဘုရားဘာသာပုံရိပ်ကြဆင်အောင်တော့ခွင့်ကောင်းယူလှောက်ဆောင်သူများများလာပြီတဲ့သတိထားကြပါ။အဲ့ဒီကြောင့်မလို့ကျွန်တော်တို့ပြောတယ်။လူအုပ်စုများတဲ့နေရာတွေမသွားကြနဲ့။သိလား။လူအုပ်စုများတဲ့နေရာကိုမသွားကြနဲ့။ဘာကြောင့်လဲဆိုတော့မကောင်းမှုဒူးစီရိုက်လုပ်ငန်းတွေလှုပ်ထားတာကျွန်တော်တို့တိုင်းကြီးမှာ နော်တော်တော်များများလောက်ထားတယ်ကျွန်တော်တိုင်းပြည်ရောထိုင်းနိုင်ငံကိုရောက်လာတဲ့မြန်မာနိုင်ငံသားတွေရောတော်တော်များများလောက်ထားတာမကောင်းဘူးဒူးစရိုက်တွေတိလားဆရာတော်ကြီးတွေလည်းဆဲလို့ဆဲစော်ကားလို့စော်ကားဟမ်လူပုဂ္ဂိုလ်တွေတိလားသမားတွေလည်းပြည်စုံတဲ့ပုဂ္ဂိုလ်တွေလည်းဆဲလို့ဆဲစော်ကားလို့စော်ကားဒီလိုမျိုးတွေအများကြီးလောက်ထားတဲ့အခါကျတော့ဒါကပေချင်းသုံးတဲ့သေချာမှာနေအချိန်တိုင်းပေချင်းသုံးတဲ့သေမှာအဲ့ဒါတွေကျွန်တော်ကဆဲတာမဟုတ်တော့အသေးဆိုးတဲ့သေချာမှာ ကျိန်သေးတာလည်းမဟုတ်ဘူးကျွန်တော်ကဒါတွေကိုကြုံမြင်နေတာကြိုသိနေတာကျွန်တော်တို့အဲ့ဒီကြောင့်မလို့ကျွန်တော်တို့ပြောပြတယ်နော်တကြံမရောက်ခင်ကြီးတဲ့မင်းတို့လူစုလူဝေးတွေသုံးမလို့ကြားနေနော်အဲ့ဒီမှာလူများတွေပြောနေမတော်ကြနဲ့ဟုတ်လားအခုဗျာတကြံတွင်းအတက်နိုင်သောဟုတ်လားဒုံလပတ်ဝန်နိုင်ဝို့ဟုတ်လားယောဂီဝန်နိုင်ဝို့အဲ့လိုမျိုးကောင်းမှုကုသိုလ်လေးနဲ့နေဒါမှမလို့ချင်ဘူးဆိုတော့ကိုယ့်အိမ်မှာကိုယ်အေးအေးချမ်းချမ်းနေကြဟုတ်လားဒီလိုမျိုးကျွန်တော်တို့ပြောတာ အခုကျွန်တော်တို့ပြောတဲ့အတိုင်းပဲသိချင်းသုံးနဲ့သိရတာဟမ်ဟိုပတ်စံအကုန်ခံပြီးတော့ဘီယာလေးဝယ်သောက်ရတယ်အရက်လည်းဝယ်သောက်ရတယ်ပြီးတော့လူများဓာအထိုးခံပြီးတော့လည်းသိရတာအဲ့ဒါသိအသေးဆိုအသေးဆိုးနဲ့သိရတာတော့ကျွန်တော်ကြိမ်တာမဟုတ်ဘူးအသေးဆိုးတယ်အဲ့ဒါဟမ်အဲ့လိုမသိရအောင်ကျွန်တော်တို့ကပြောခဲ့တာသိလားဘာကြောင့်လဲဆိုတော့မင်းတို့တွေကမကောင်းမှုဒူးစရိုက်လုပ်ငန်းပေါင်း ဘောင်မြောက်များစွာမင်းတို့လှုပ်လာဟမ်အရင်တော့တလုံးမမြင်အောင်ဒီ2021 no ပိုင်းမှာဟာရရဆက်ဆက်ပဲအဲ့ဒီပုံကိုယ်တွေကိုမေးကြည့်ငါဘာသိလားဆိုတာဘာမှမသိတီလာလည်းမရှိဘူးတမာရီလည်းမရှိတိတ်ကလည်းမရှိဘူးဟမ်လှုပ်ချင်တိုင်းလှုပ်တယ်ဖြစ်ချင်တိုင်းဖြစ်တယ်အဲ့ဒီလိုမျိုးတွေလှုပ်ချင်တိုင်းလှုပ်တယ်ဖြစ်ချင်တိုင်းဖြစ်တဲ့အခါကျတော့မင်းတို့ကို သာသနာကိုစောက်စောက်တဲ့နှက်ကောင်နှက်မြက်တွေကမင်းတို့ဒီလိုပဲပြူပြီးမကြည့်တော့ဘူးဒီလောက်ဖြစ်နေတော့အခုဒီအသည့်တရားမရှိကြဘူးဗျာဟုတ်တယ်လုံနေတာကလူခွင့်ရည်ဖြစ်ပြက်နေတာကြတာနိုင်ငံရဲ့ဂုဏ်သိက္ခာကြဆင်အောင်လုံနေကြတာအဲ့ဒါကိုပြောတာဟမ်ပြောလိုက်တော့လူခွင့်ရည်ဟုတ်လားဟိုရင်ဗာလဲပြည်သူအတွဆိုပြီးတော့လုံနေကြတာအဲ့ဒီနောက်ွယ်မှာဒီကောင်တွေကပြည်သူအတွဆိုပြီးတော့ခေါင်းစဉ်တက်လိုက်တာ လူခွင့်ရင်းဆိုပြီးခေါင်းစဉ်တက်လိုက်တယ်အဲ့ဒီအောက်မှာလေမကောင်းဘူးဒူးစီရအကုန်လုံးပြီလားဒီကောင်းလေးဟမ်စော်ကားတာနှုတ်နဲ့စော်ကားတာကိုတိလက်ရောက်စော်ကားတာစော်ကားမှုပေါ့အစုံပဲဒီလားဘာတစ်ခုမှမကြံဘူးအဲ့လိုမျိုးဖြစ်တော့နော်ပြက်ပြီးဟမ်ပြက်ပြီးဘာတစ်ခုမှကောင်းတာမလုပ်တဲ့တော့ပြက်ကိုပြက်တာဒီလားကပ်ပြီးဆိုတာအဲ့ဒါပြောတာ ဟမ်အခုမင်းတို့စဉ်းစားကြမင်းတို့ NLD အစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာကိုဗစ်ဆိုတာကြီးကဝင်လာပြီးတော့ဟုတ်လားကိုဗစ်ပြီးတော့ဒီစစ်ဘေးတွေဖြစ်တယ်ဟမ်စစ်ဘေးတွေဖြစ်တဲ့အခါမိုးတဘာဝပဲရေကြီးတယ်အခုငလင်းငလင်းရဲ့ယနေ့အချိန်ကြီးမပြီးဆုံးသေးဘူးဟုတ်လားဒီ21ရက်နေ့21ရက်နေ့ဆိုရင်တော်တော်သတိထားရအောင်မထိုင်းနိုင်ငံမှာဘဲဘဲကောင်းတွေဘလို့ပါအောင်မလဲဆိုတာစောက်ကြည့်ရအောင်မယ်နော် တို့ကတော့ကြုံကြတာဘွားပြီအဲ့ဒီမှာကိုမပါဖို့အတွက်နော်ကျွန်တော်တို့ကဒီနေရာနေပြီးတော့နှိုးစော့ကျင်တာပြောမရအောင်ကျွန်တော်တို့လည်းပါကျင်ပါဘွားမှာနော်ပါဘွားရင်တော့မှကျွန်တော်တို့ကဟာလာတီလာလေးနဲ့တမာတိလေးနဲ့သိက္ခာလေးနဲ့ကိုယ့်ကိုဖျားတရားလေးမှတ်ပြီးတော့ပေမပါပေသွားပဲနော်အယောင်ကတော့ဟမှာပဲပြီလားမကောဘူးဒူးစီရိုက်လုတ်တဲ့လူများလိုက်ကောင်းတဲ့လူတွေလည်းအယောင်ဟတာပဲအယောင်ဟပြီးပါသွားကြမှာဒါမျိုးတွေရှိတယ် အဲကြောင့်မို့လို့ကိုမသေးခင်လေးဘာသာရေးလေးကိုမထီမဲမြင်မလုပ်ကြပါနဲ့ဟုတ်လားကိုရဲ့ဘာသာတရားကိုကိုမစော်ကားကြပါနဲ့မထီမဲမြင်မလုပ်ကြပါနဲ့ဟုတ်လားကိုဘာသာတရားလေးကိုကိုဟုတ်လားအလေးထားလေးပုံစံမျိုးနဲ့နေထိုင်ရဖို့ကျွန်တော်တို့ကတိုက်တွန်းတာနှိုးစော်တာဟုတ်တယ်မကောင်းမှုဆိုတာဘယ်သူမပြုတ်မမိဘူးပဲကိုဖြစ်ကိုခံရတာကိုလုတ်ပြင်ကိုခံရမှာပဲဒါတွေက เนาะကျွန်တော်တကြံတွင်းလုံးက లైవ్ မတက်ဘူးမြည်နေရတယ်ဗျာတကြံတွင်းထဲမှာသိလားဘုံကြီးတွေနဲ့မာတုကပါနေတယ်အမလေးရေတွေလောင်းနေကြတယ်ရေတွေပတ်နေကြတာဟုတ်နေရောဘလို့ဘုံကြီးတွေနဲ့ဘလို့မိမ့်မရုပ်တည်လဲမသိဘူးဗျာကျွန်တော်တော့ဒီလိုပဲပြောတယ်ရှင်းရှင်းလေးเนาะအထင်ကိုမကြီးတာအဲ့ဒါမျိုးကြီးကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဗုဒ္ဓသာသနာမှာဒါမျိုးမရှိဘူးဟမ်ဆရာတော်အစဉ်စင်ကနေတော့ ဟုတ်လားဗကြံဖြစ်ခင်ကလေးကဟောရတဲ့မင်းတို့ရေပတ်ရေတော့ပတ်ငါကိုယ်တိုင်စင်းရိုက်မယ်လို့ပြောခဲ့တာအစင်းဆုံးပြောဆရာတော်ကစေတနာဒေါ်သောနဲ့ပြောခဲ့တဲ့စကားတွေဆရာတော်မမအူစေတနာဒေါ်သောနဲ့ပြောခဲ့တာနော်ဘာကြောင့်လဲဆိုတော့လူတွေကဒီလိုမျိုးဇေယိုက်တွေဖြစ်နေတော့ဆရာတော်ကအဲ့ဒီဇေယိုက်တွေအတိုင်းလိုက်ပြောမှာအဲ့ဒါကိုဆရာတော်ဖောင်းထုတ်တဲ့ပုံစံတွေကရှိသေးတယ်ဗျသိလား ဆရာတော်ဖောင်းထူးတာရှိသေးတယ်အဲ့ဒီလူတွေကိုသွားပြေးခေါင်းကောင်းကောင်းပြောကြည့်လက်မခံဘူးလက်မခံကြဘူးဒီလိုမျိုးကြမ်းကြမ်းတမ်းတမ်းပြောတော့မှလက်ခံလာမေးလက်မခံဘူးအဲ့လိုမျိုးကျွန်တော်အခုပါဗျာတကယ်ပဲမြန်မာနိုင်ငံကြီးကတအားပြက်စီနေပြီတိလားတော်တော်ပြက်စီနေတာနိုင်ငံပြက်စီတာမဟုတ်တော့လူတွေကပြက်စီနေတာတိလားလူတွေကတအားပြက်စီနေတာ ဘာသာရေးကြောင်းတရားလည်းမသိဘူးလူမျိုးရေးကြောင်းတရားလည်းမသိဘူးလုံချင်တာလုံတယ်သူတို့လုံတဲ့အလုပ်ကအမှန်သူတို့ကသူတို့အဲဒါမျိုးလောကသွားတာနော်မင်းတို့တိတ်ထင်ကြီးနေတဲ့ဟာတွေအကောလုံးကြဆုံးကန်းရောက်သွားပြီနော်မင်းတို့စောက်ကြည့်မင်းရဲ့များမကြခင်ဆိုရင်မင်းတို့ဒီတဲ့ဆိုးွားတဲ့နော်စကားတွေမင်းတို့ကြားလိုက်မယ်နော်ဒီတဲ့ဆိုးွားတဲ့စကားတွေကြားလိုက်မယ် ဟုတ်တယ်မောင်မောင်လေးရဲ့ဆက်ဖို့လည်းကောင်းတယ်မြမလူငယ်တွေအသိစိတ်ကြောက်ကုန်ပြီကြံလဲကြံဘာဘာလို့ဒါကယူသွားတာလဲထစ်ဆူအပီတတ်ကြတာဆိုဆိုးရွက်သွားတယ်သူတို့တွေကအဲ့ဒါပဲလေအဲ့ဒါဥမာဆရာတော်ကြီးတွေဟောထားတဲ့တရားတွေမှာရှိတယ်အဲဘယ်လိုလဲဆိုတော့စုတ်ခေရောက်လာတဲ့အခါကျတော့သူတို့တွေရဲ့တရားသမားကြီးတိတ်ခါတွေနဲ့သီလတွေနဲ့ဟာလာဒီလိုမျိုးမပြည့်စုံလာတဲ့အခါကျတော့သူတို့ကို သူတို့မှာစောင်းစောင်းတဲ့နှက်တွေကမကောင်းတဲ့ကိုစောင်းနှက်တွေပဲစောင်းစောင်းတယ်မကောင်းတဲ့ကိုစောင်းနှက်တွေဖြစ်တဲ့အခါကျတော့မကောင်းတဲ့ကိုစောင်းနှက်တွေကဘယ်လိုလုပ်လဲဆိုတော့ကချပလိုက်ဒီကောင်ချဒီကောင်ချသူတို့နှိုးစော်တာအခုသီလသမာဓိနဲ့ပညာနဲ့ပြည့်စုံတဲ့ပုံကိုယ်တွေကြတော့သူတို့မှာစောင်းစောင်းတဲ့ကိုစောင်းနှက်တွေကအခုလမ်းကြီးသွားဆိုမသွားနဲ့မသွားနဲ့မသွားနဲ့အဲဒီလိုနှိုးစော်တာဒါအမှန်တရားနေတော့လူတွေမှာကိုစောင်းနှက်ဆိုတာရှိတယ်နော်ဒီလိုမျိုးကိုယ့်ရဲ့အသိစိတ်ကိုနှိုးစော်ပေးနေဆွာပေးနေဟာလား အဲ့ဒါမျိုးလေးတွေကနော်မယုံလို့မရဘူးဟုတ်လားအခုဒီလမ်းတကူကိုကသွားကျင်တယ်ဒါပေမဲ့အိုးမသွားတော့ဘူးကွာအစင်းဆုံးပြောရင်ကောင်းတဲ့နတ်တရားဟုတ်လားမသွားဖို့တော့ကိုကိုရင်ဖြစ်လိုက်တာအမှန်မှာကိုကသွားကျင်တယ်ကဲကိုမသွားလိုက်တဲ့အချိန်မှာအဲ့မှာပေချီပြက်စီကြတယ်အဲ့ဒီမှာကိုကအဲ့မှာနောင်နာရအော်ငါအစောတော့ငါသွားဖို့ပဲဒါပေမဲ့ငါမသွားအိုးမသွားတော့ဘူးဆိုတဲ့စကားလေးတစ်ခုနဲ့ကိုမှပြီးသွားပြီကိုကဒီမှာတော့အေဂျင့်သွားပြီအေးအဲ့လိုမျိုးလေးတွေပေါ့ မင်္ဂလာပါညီရေးတဲ့ဒုတိယအခေါ်ဦးမေအွန်လိုင်းလာတာတဲ့ဆန္ဒပြတာမြင်မိသေးလားတဲ့ဆန္ဒပြရဲ့ပြားကြီးလေအခေါ်လုံးအသေးဇုံနဲ့သေးပါအခုဆန္ဒပြတဲ့အဲ့ခေါ်တော်ခေါ်တော်ကလားခေါ်ခေါ်တော်ကားဘောတော့ခေါ်တော်ခေါ်တော်ကလားဟမ်စောက်ကြီးစောက်ကြီးနဲ့ဟမ်မင်းတို့ကြောက်လေငါတို့ဒီတိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားတွေအများကြီးသီးလားဒုက္ခရောက်တယ်အဘောပေါက်လား ခွေးသရောင်းသားတွေမင်းတို့တွေကတော့စောက်ဆန်အနှောကနေထောက်ပတာတော့မင်းတို့လုံးချင်တိုင်းလုံးသွားတယ်အခုထိုင်းလူမျိုးတွေကလေနည်းနည်းအပြည့်မြန်မာနိုင်ငံလားမြန်မာနိုင်ငံမှာဆိုတဲ့အပြည့်နဲ့ငါတို့မြန်မာနိုင်ငံသားတွေဝင်ရဆိုလဲမြန်မာနိုင်ငံသားမှုဝင်ရဒီနေရာဆိုလဲမြန်မာနိုင်ငံသားမှုဝင်ရဆိုတာအများကြီးဖြစ်သွားပြီးတော့အဲ့ဒါတွေမင်းတို့သိလားငါတို့မြန်မာနိုင်ငံသားတွေကမ္ဘာအလဲမှာညနာတွေဒီလောက်ပဲကြံ့တယ်ဇီရိုလောက်ပဲကြံ့တယ်မင်းတို့သိလားအဲ့ဒါမင်းတို့ကဆရာကြီးစတိုင်နဲ့ဟာလာလုံးသိလားမလုံးသိလားမင်းတို့က လူကြားသူကြားမဆောင်မင်းတို့လောက်တာသိလားမင်းတို့ရပြီးွားတာမဟုတ်ဘူးအခုထိုင်းနိုင်ငံကလာတယ်နော်ထိုင်းတဲ့နိုင်ငံကြီးမြန်မာနိုင်ငံသားတွေထိုင်းနိုင်ငံကလာကြတယ်အိမ်ပေါင်ပြီးလာကြတယ်ခြံပေါင်ပြီးလာကြတယ်ယာတွေပေါင်ပြီးလာကြတယ်နော်လဲတွေပေါင်ပြီးလာကြတယ်ချမ်းသာလို့လာကြတာမဟုတ်ဘူးမစိစိတာပေါင်လန်ရောင်းချပြီးလာခဲ့ကြတာလည်းလှုပ်ရှားကြတာမင်းတို့အဲ့လိုမျိုးလှုပ်တဲ့ခါကျတော့ထိုင်းဆိုရကအမိတ်တွေထုတ်လာနော် ထိုင်းမျိုးသားရေးသမားတွေကမြန်မာနိုင်ငံသားဆိုရင်မထီမဲမြင်လို့လာတယ်။မင်းတို့စဉ်းစားဟမ်ဘာလို့ပြဿနာမရှိဘူးအထောက်ထားမဲတွေတပုံကြီးသိလားမြန်မာနိုင်ငံကတက်လာတဲ့ဟုတ်လားအိမ်ပေါင်းချမ်းပေါင်းယာပေါင်းလယ်ပေါင်းတွေတက်လာတဲ့လူတွေအဲ့ဒီလူတွေတို့မင်းတို့သနာသဘောပေါက်လားကိုကြီးစာမင်းတို့ကအနောက်ကလက်မဲတွေထောက်ပံ့နေတာမင်းတို့ကမြိုလို့ရတယ်စိုးလို့ရတယ်သိလားအခုမြန်မာနိုင်ငံတက်လာတဲ့ လူတွေတော့ဒုက္ခပင့်လဲဝေတယ်မင်းတို့သိလားဟမ်မင်းတို့ဤပဲနိုင်ငံချစ်စိတ်စီးတာမဟုတ်ဘူးမင်းတို့နိုင်ငံချစ်စိတ်ဆိုတာဒီလောက်ပဲစီးတယ်အစွန်ပြားပဲစီးတယ်မင်းတို့တော့ငါတို့ကနိုင်ငံပူချစ်တတ်တယ်ကွာဘောပေါလားပြည်သူပြည်သားတော့လည်းငါတို့ပူချစ်တတ်တယ်လူမျိုးလည်းချစ်တတ်တယ်ဘာသာတရားလည်းချစ်တတ်တယ်လုံပင်တာနဲ့မလုံပင်တာငါတို့ကခွဲခြားတတ်တယ်မင်းတို့ပြောပြီးသားနော်ငိုတဲ့ပြောပြီးသားမင်းတို့ဒီစနစ်ကိုမကြိုက်ဘူးဒီစနစ်ကိုမကြိုက်ရင် မူပေါင်းတွေကအဲ့စနစ်ကိုတွန်းလာမှုပဲမင်းတို့လုံအောင်သဘောပေါက်လားမင်းတို့ဦးကျော်ဆန်းတို့ပြောခဲ့တဲ့စကားမင်းတို့မသိဘူးလားဟမ်ဂျပန်ကိုတွန်းလာမယ်ဂျပန်စကားကိုတောင်းအောင်ပဲအင်္ဂလိပ်ကိုတွန်းလာမယ်အင်္ဂလိပ်စကားကိုတောင်းအောင်ပဲအခုမြန်မာနိုင်ငံရဲ့စနစ်ကိုမကြိုက်ဘူးဟုတ်လားမကြိုက်ရင်အဲ့စနစ်ကိုပြုပြင်ပြောင်းလဲလို့တည်းမြန်မာနိုင်ငံမှာဘွေရပညာတတ်အောင်မင်းတို့အရင်လုပ်လေကွာလူကြီးတော့၄၅တန်းဆင်းလာအောင်လဲပြောလိုက်ရင်တော့စကကြီးစကကြီးဟိုလူတော်တွေကအကိစ္စတွေပဲမင်းတို့ပြောတာ ို့နေထားကိုပြန်ကြည့်เนาะမင်းတို့အနောက်ကနေရောဟာပြည်ချက်မိစ္ဆာတွေထောက်ပန်းလာတဲ့ဟာဟိုငဖြူငမဲတွေလက်တွေကိုနဲမင်းတို့တွေကတို့တိုင်းကြီးကိုမင်းတို့ပြန်မကိုင်းနဲ့သဘောပေါက်လားခွေမျိုးတွေကောင်းကောင်းတွေမှာအုံတော်မရှိဘူးเนาะမင်းတို့ခေါင်းတွေကိုလေငါသေးဝလုံးမှာသဘောပေါက်လားအားလုံးပဲမင်္ဂလာညချမ်းပါဗျာတော်ပြီဒီလောက်ပဲ ဒီဒီလောက်နဲ့ပဲရက်နာပဲเนาะနောက်နောက်နေကြမှာအကြောင်းအခြားအကြောင်းအရာလေးတွေကိုစကားပြောဖို့တက်လာမယ်ဒီနေ့ကတော့ဘာသာရေးရှုတော့အမြင်နဲ့ကျွန်တော်ကစကားပြောခြင်းလို့တက်တက်ကိုတက်လာတာအားလုံးပဲအေဂျင်စီပါစီဗျာမြန်မာနိုင်ငံမြန်မာနိုင်ငံသားကဘာသူကဘာသားအားလုံးကပ်ဘေးပေါ်မှာကင်းဝေးကြပါစေလို့ဆုတောင်းရင်းနဲ့ပဲကျွန်တော်လိုက်လေးကိုနားဝင်ပြီပါ